လက်ရှိစပွားပေါ်ရာဒီမှာရခိုင်ပြည်အတွင်းစပွားဈေးကွက်ထဲဝယ်ယူသူမရှိတာစပွားဈေးမရှိတာကြောင့်လက်သမားတွေအရှုံးပေါ်မှာကိုစိုးရိမ်နေကြတယ်လို့ပြောဆိုကြပါတယ်။ပေကရက်နှစ်ကအောက်ရင်စပွားတောင်းတရာကိုငွေကျပ်9သိန်းကျော်ရရှိခဲ့ပြီးကောက်ကြီးစပွားတောင်းတရာကိုငွေကျပ်10သိန်းနီးပါးရရှိခဲ့ပေမဲ့အခုနှစ်မှာကောက်ရင်စပွားဈေးဟာငွေကျပ်4သိန်းနဲ့ကောက်ကြီးစပွားဟာငွေကျပ်7သိန်းလောက်ပဲဈေးပေါင်းနေတယ်လို့လက်သမားတွေကပြောကြပါတယ်။ လက်ရှိစပါးရိတ်သိမ်းကာလမှာရိတ်သိမ်းခအနေနဲ့လက်တေကကိုငွေကြေးတသိန်းခွဲတီးဈေးပေါက်နေတာကြောင့်စပါးရိတ်သိမ်းမှုလည်းအခက်ကြုံနေကြတယ်လို့လက်သမားတွေကပြောကြပါတယ်ခဲကောဇာဘယ်သူ့ရဲ့မနငခေါကပင်ထေပြီးမှာပင်ရောစဘောချေချေရရမလို့ရေမှုတော့ဟာငခေါလေးဆာမပြေခေါနာလုံးတူလေးတို့တနေ့ကျတော့ဟိပါရေဖေပါမတိသာရေကလေးဇာပြန်ဖို့ရေပင်ကိုကိုပင်ဟိသာရှိကိုပေါင်လို့ပင် ဆန်နေလေးဖို့ထရမလဲကိုကိုရေကမရိနေမှာမလဲရဲ့လက်ရှိစဘာပေါ်ရှင်မှာရိတ်သိမ်းစရေးအတွက်အရင်နှက်လက်ကြံစဘာတွေကိုဈေးလျှော့ရောင်းချနေရပြီးဝေယသူနေပါတာကြောင့်လည်းအဆင်မပြေဖြစ်နေကြရပါတယ်။တိုက်ပွဲစတင်ချိန်ကစပြီးရခိုင်ဒေသကိုစစ်ကောင်စီလန်ခီသွာလာခွေပိတ်ဆို့ထားတာကြောင့်ပြည်မနဲ့ပြည်ပကုံသွေးလုံခြုံရေးဆိုင်နေပြီးအဲ့ဒီအကျိုးဆက်ဟာရခိုင်လယ်ယာစိုက်ပျိုးရေးပေါ်တယောက်မှုတွေရှိနေတာပါ။လက်ရှိရခိုင်မှာလယ်ငါးဧကစိုက်ပျိုးရမှာထွန်ရက်ခ မြေစီရိတ်သိမ်းခအပြင်တယ်ယူစရိတ်စားတဲ့သွင်းအစုစိတ်ဟာငွေကျပ်340ကျော်ကုန်ကြပေမဲ့လည်းစပားရောင်းကားငွေဟာငွေကျပ်330ဝန်းကျင်လောက်ပဲရရှိမှာဖြစ်တာကြောင့်အရှုံးပေါ်မယ်လို့ပြောကြပါတယ်။မြောက်ဦးမြို့နယ်ကြောက်တဲ့ကျွရကလေသမားဦးအောင်စံမြပြောတာကတော့ကျွန်တော်တို့အခုဆိုကေရန်ရှန်ထွန်ထွက်ဆိုတာတစ်ဆင့်နှစ်ဆင့်လောက်ပေါက်ပါတယ်မဟုတ်ခါပါလေဖတ်တတ်တတ်ဟုတ်ပါတယ်ရကေကျွန်တော်တို့ပြိုးစိတ်ဆိုတာ စဉ်းစားချက်မှာ replay လို့မရောက်လို့ဆိုတာရမှာလင်းမခောက်နေခဏတိလောက်ကုန်ပါလေလူစရာဆိုတာရခဲ့အရာမေစီမှာကျွန်တော်တို့ဝတ်တာဇလုံးကြက်ကလေးဝတ်ခနေရဆိုခနေလို့ပါရေရခနေတင်ကြပါဝါရေရခလည်းကုန်ပါဘူးတိရခအခုဆိုကေတသိန်းခွဲလို့မသိပါတယ်နေဆိုတာဆက်ဆယ်ရင်းလောက်ကြပါဘူးခနေရရှဲရပါရုပ်လွန်ထွက်ဆိုတာဟုတ်ပါရေရကောင်းလေသမာတိဆိုတာအရှာအတန်း ။ဒီနေ့အားလုံးကပြည့်တဲ့ခါကောင်းကောင်းဆုံးရှုံးမှုပါလေတမတိစွာရံကောဆုတ်လာကြပါရခိုင်မှာစပါးစည်းကွဲမရှိတာစိုက်ပျိုးရသည်နှရာသည်တိရှိနေတာကြောင့်တောင်သူတွေမှာလည်းအရင်းအီးများစွာကြကစိုက်ပျိုးထားတဲ့စပါးတွေဟာရောင်းမထွက်နိုင်ပြီးတော့အရှုံးနဲ့ရင်ဆိုင်နေကြရတာပါအဲဒါကြောင့်အခုနှစ်မှာအာရခတ်တော်ရဲ့ကုန်တယ်ကြီးများအသင်းကအဝယ်တိုင်တစ်ခုဖွင့်ပြီးစပါးတွေကိုသင့်တော်တဲ့ဈေးနှုန်းနဲ့ဝယ်ယူသင့်တယ်လို့လက်သမားတွေကပြောကြပါတယ်စပါးအဝယ်တိုင်တစ်ခုလိုရပါတယ် ယူနောက်မနေ့ကတည်းကစပော့ဝီတင်လောက်ခါရောင်းတိုးတော်လေးစပော့ရာဒီကုဆုံဒီမဝဲနိုင်ကပါကုန်တကြီးအဆောင်ကအိနိုင်ကလေမင်္ဂတာကဒီတော့အရှင်ဆိုကုန်တကြီးအဆောင်တကဒါခွန်တောင်းပါရလို့မဟုတ်ကျွန်တော်ကရခိုင်လေသမားအများစုဟာစိုက်ပျိုးဧကတွေတနေ့တဲ့တနေ့ရှော့ရှာစိုက်ပျိုးလာတာကြောင့်လာမယ့်ခုနဲ့အနေငယ်မှာစန္ဒရေခါဖုန်လုံရင်းနဲ့ပတ်သက်ပြီးစင်ခုံမှုတွေဖြစ်လာနိုင်တယ်လို့စီးပွားရေးသမားတွေကတုံ့ပြန်နေကြပါတယ်ရခိုင်ပြည်အတွင်း လေစိုက်ပျိုးဧက7သိန်းကျော်ရှိပြီးအခုနဲ့စိုက်ပျိုးရာသီမှာလေဧက7သိန်းကျော်လောက်ပဲစိုက်ပျိုးနိုင်ကြတယ်လို့လေသမားအရေးဆောင်ကြည့်နေသူတွေကခန့်မှန်းထားကြပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခမ